တယ်လီဗစ်တမျိုးလုံးမှာအိုအောတန်တွေစုညံပြီးပောက်ကွဲတန်တွေနဲ့အတူမြို့နေလူတို့တွေအိတ်မပျော်ဖြစ်နေတာနှစ်ပတ်ကျော်သွားပါပြီ။ဒါကအစပဲရှိပါသေးတယ်။မကြာသေးခင်ကမှအမေရိကန်ပြည်ထောင်စုဟာအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုတိုက်ရိုက်တိုက်ခိုက်ခဲ့ပြီးအရှိအလေပိုင်းမှာနှစ်ပေါင်းများစွာအတွင်းအန္တရာယ်အရှိဆုံးတင်းမာမှုအခြေအနေကိုတွန်းပို့လိုက်ပါတယ်။တုံ့ပြန်မှုအနေနဲ့အီရန်ကအမေရိကန်နဲ့အစ္စရေးရဲ့စစ်ရေးအခြေစိုက်စခန်းတွေစီကိုပေတင်းတက်ဒုံးကြီးရာပေါင်းများစွာနဲ့ မောင်းသူမဲ့လေးရင်အုပ်စုလိုက်ပြစ်လွတ်ခဲ့ပါတယ်။အခြေအနေကအမကန်းဖြစ်ပြီးတရင်စကားကရှင်းပါတယ်။စစ်ရင်အားတွေစုယုံပြီးချင်းချောက်မှုတွေမြင့်တက်လာတာကိုကဘာကစောင့်ကြည့်နေပါတယ်။ဒါကနောက်ထပ်စစ်ကြီးတစ်ခုဖြစ်လာမလား။ကျွန်တော်တို့နဲ့အတူရှာပွေလေ့လာကြည့်ရအောင်ပါ။၂025ခုနှစ်ဇွန်လ22ရက်နေ့မှာ American ပြည်ထောင်စုဟာအီရန်အပေါ်မှာအန္တရာယ်ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုစတင်ခဲ့ပြီးဒေတာရင်းမတည်ငြိမ်မှုကိုတိတိတတ်တတ်မြင့်တက်စေခဲ့ပါတယ်။ပြစ်မှတ်တွေဟာပုံမှန်ပြစ်မှတ်တွေမဟုတ်ပါဘူး။ နာတက်စ်နဲ့ဖော်ဒိုလိုမျိုးအရေးပါတဲ့နျူကလ িয়ার စက်ရုံတွေပါဝင်ပြီးဒါတွေဟာအဖြစ်ထားတဲ့ကြောက်တုံးတွေနဲ့ကွန်ကရစ်အလွှာတွေအောက်မှာနက်နက်ရှိုင်ရှိုင်မြုပ်နှံထားပါတယ်။ American ဟာ Bangar Bustin Bombs မြေအောက်ခံတပ်ဖြုတ်ဘုံးတွေအသုံးပြုပြီး Iran ရဲ့နျူကလ িয়ার အစီအစဉ်ကိုဆုံးသတ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ Washington အနေနဲ့နျူကလ িয়ার လက်နက်ပိုင် Iran ရဲ့ချင်းချောက်မှုကိုတီးခတ်မှာမဟုတ်ဘူးဆိုတာရှင်းပါတယ်။ဒါဟာတီးခြားလှုပ်ဆောင်မှုမဟုတ်ပါဘူး။ဒါဟာမကြသေးခင်က အမေရိကန်ရဲ့အကြီးဆုံးစီရေးချီတက်မှုတွေတဲကတခုနဲ့အတူလှုပ်ဆောင်ခဲ့တာပါအမေရိကန်စစ်သား၄000နီးပါးကိုအရှိအလေပိုင်းကအဓိကနေရာတွေမှာချထားခဲ့ပါတယ်အဲ့ဒါအပြင် F16 F22 F35 စတဲ့ခင်မီတိုက်လေယာဉ်တွေနဲ့အင်အားကြီးမားတဲ့လေယာဉ်တင်သင်းမောတွေကိုပါချထားခဲ့ပါတယ်ပင်နဂွန်ကဒါကိုအစ္စရေးလိုမဟာမိတ်တွေကိုစိတ်ချစေဖို့နဲ့အီရန်ကိုစီရေးအင်အားပြဖို့အတွက်ဂျိုတင်ကာကွယ်မှုတရက်အဖြစ်ရှုမြင်ခဲ့ပါတယ်ဒါပေမဲ့အီရန်ကတော့ဒီလိုမမြင်ပါဘူး အီရန်အတွက်ဒီလီကျောင်းတိုက်ခိုက်မှုတွေဟာအချုပ်အချာအာဏာကိုချိုးဖောက်တာဖြစ်ပြီးစစ်ကြေညာတာနဲ့အတူတူပါပဲအီရန်ကနောက်ဆုတ်မသွားဘဲကြိုတင်ပြင်ဆင်ထားတဲ့ Operation True Promise အစီအစဉ်ကိုစတင်ခဲ့ပါတယ်ဇွန်လ23ရက်ကနေ24ရက်အတွင်း17ရက်တာကာလမှာအီရန်ကပယ်ဒိန်းတပ်ဒုံးကြီး Ballistic Missiles 400ကျော်နဲ့လက်နက်ကင်မောင်းတူမဲ့လေယာဉ် Arm Drones 1000ကျော်ကိုပစ်လွတ်ခဲ့ပါတယ်ဒါတွေဟာပြစ်ချင်ရပြစ်လိုက်တာမဟုတ်ဘဲ American ရဲ့ Iraq, Syria, ပင်လယ်ကွေ့ စတဲ့စစ်ကမ်းတွေနဲ့အစ္စရေးရဲ့မဟာဗျူဟာမြောက်နေရာတွေကိုပိတ်ခတ်ဖို့စနစ်တကျလှုံ့ဆော်ခဲ့တာပါဒီတိုက်ခိုက်မှုဟာအီရန်ကသူ့ရဲ့နောက်ဆုံးပေါ်ဒုံးကျည်တွေကိုစတင်အသုံးပြုခဲ့တာဖြစ်ပြီးစွမ်းရည်ကိုတရုတ်ပြလိုက်တာပါဒီပြဋိပက္ခတ်ကိုပုံပြီးပြင်းထန်စေခဲ့တဲ့အဓိကအချက်ကတော့အီရန်သုံးခဲ့တဲ့ဒုံးကျည်အမျိုးအစားတွေကြောင့်ပါပဲဒီထဲမှာအရေးကြီးဆုံးကစေဂီဒုံးကျည်ပါဒါကအတန်ထက်၁၇ဆပိုမြန့်ပြီးကီလိုမီတာ၂၀၀၀အထိပြင့်နိုင်ပါတယ် ။ဝဘီအန်နီယေကြီးတာကတော့ဒီဒုံးကြီးကိုအချိန်နှင်းငယ်အတွင်းချက်ချင်းပြစ်လွတ်နိုင်လို့ကာကွယ်ဖို့အတွက်ကြိုတင်တတိပေးချိန်မရှိသလောက်ပါပဲ။2025ခုနှစ်ဇွန်လ22ရက်နေ့မှာဒီဒုံးကြီးဟာအစ္စရေးရဲ့စစ်စခန်းတစ်ခုကိုတိကျစွာထိမှန်ခဲ့ပါတယ်။နောက်တစ်ရက်ဖြစ်တဲ့ဇွန်လ23ရက်နေ့မှာတော့ Hatch Kasem ဒုံးကြီးကိုပစ်ခဲ့ပါတယ်။ဒါကအတန်ထက်အလွန်မြန်တဲ့ Hypersonic ဒုံးကြီးဖြစ်ပြီးအမြန်နှုံးနဲ့ဖုံးကွယ်နိုင်စွမ်းကိုအတိအကထုတ်လုပ်ထားတာပါ။ Television မျိုးကအထက်မြင့်စောင့်အုံတွေကိုထိမှန်ခဲ့ပြီး ဣသရေလကာကွယ်ရေးစနစ်တွေမှာအားနည်းချက်တွေရှိကြောင်းဖော်ထုတ်ပြသခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကဣသရေလကာကွယ်ရေးနီးပြူဟာကိုပြန်စင်းစားရတော့မလားဆိုတဲ့မေးခွန်းတွေပေါ်လာစေခဲ့ပါတယ်။ပြီးနောက်ဇွန်လ24ရက်နေ့မှာတော့အီမတ်ဒုံးဂျီကိုပစ်ခဲ့ပါတယ်။ဒါကအကွာအဝေးစွမ်းအားနဲ့တိကျမှုအလုံးကောင်းမွန်ပြီးကီလိုမီတာ1900အထိပစ်ခတ်နိုင်ပါတယ်။ပီယာရှိပါမျိုးနာကအစ္စရေးလီတက်စကန်တခုကိုပြစ်ခတ်ခဲ့လို့စီရေးလုပ်ငန်းတွေရပ်ဆိုင်သွားခဲ့ရပါတယ်။ ။ IMET ဒုံးကျည်ရဲ့အံအားသင့်စရာအကောင်းဆုံးအချက်ကတော့၎င်းရဲ့ပြောင်းလဲနိုင်စွမ်း flexibility ပါပဲ။စည်ရေးသုံးသက်သူတွေရဲ့အဆိုအရဒီဒုံးကျည်မှာထိပ်ဖို့အမျိုးမျိုးကိုလိုတလိုတက်ဆင်နိုင်ပြီးပြည်မရဲ့အခြေအနေနဲ့အနေထားပေါ်မူတည်ပြီးရွေးချယ်အသုံးပြုနိုင်ပါတယ်။ဥပမာလျှက်စစ်တန်လိုင်းလိုင်း EMP electromagnetic pulse ထိပ်ဖို့ကိုတက်ဆင်မယ်ဆိုရင်ရန်သူရဲ့ radar စက်သွေးရေးစနစ်နဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်လိုမျိုး electronic စနစ်တွေကိုအချိန်တိုအတွင်းလုံးဝပိတ်ပစ်နိုင်ပါတယ်။ ဒီလိုမျိုးထိပ်ဖူးအမျိုးမျိုးနဲ့ပြောင်းလဲသုံးနိုင်တဲ့စွမ်းရည်ကအီရန်ရဲ့နောက်လာမဲ့လှုပ်ရှားမှုကိုဘယ်လိုဟန်တားရမလဲဆိုတာစဉ်းစားနေတဲ့စစ်တပ်တိုင်းအတွက်ပိုပြီးခက်ခဲရှုပ်ထွေးစေပါတယ်။စည်ရေးကျွမ်းကျင်သူများကကိုကဖော်ပြဒီမှာအီရန်အသုံးပြုခဲ့တဲ့ဒီဒုံးကျည်သုံးမျိုးပေါင်းစပ်မှုဟာဒေတာရင်းစည်ရေးဟန်ချက်ကိုလုံးဝပြောင်းလဲပစ်လိုက်ပါတယ်။ဒီပြူဟာမှာဒုံးကျည်တစ်ခုချင်းစီမှာသူ့ရဲ့အခန်းကဏ္ဍနဲ့တာဝန်ရှိပါတယ်။စေဂီကအကွာအဝေးကိုလင်းမြန်စွာပြစ်ခတ်နိုင်တဲ့စွမ်းရည်ကိုကိုးစားပြုပါတယ်။ ထမဆုံးပြင်းထန်တဲ့ထိုးနှက်ချက်ကိုအရောက်ပို့ပေးနိုင်ပါတယ်။ဟတ်ကာဆင်ကတော့ရန်သူရဲ့ကာကွယ်ရေးစနစ်တွေကိုကျော်လွှားပြီးလျှို့ဝှက်တိုက်ခိုက်မှုနဲ့ရန်သူကိုအံ့အားသင့်စေနိုင်ပါတယ်။ဒါဟာရန်သူရဲ့ကာကွယ်ရေးကွန်ရက်ထဲကိုထိုးပေါက်ဝင်ရောက်နိုင်ပါတယ်။အီမက်ကတော့ပြစ်မှတ်ကိုရွေးချယ်ပြီးတိကျစွာပြက်စီးစေနိုင်ပါတယ်။၎င်းရဲ့ထိပ်ဖူးပြောင်းလဲသုံးနိုင်စွမ်းကြောင့်ရန်သူရဲ့စီရေးအဆောက်အုံကိုပြက်စီးစေဖို့ဒါမှမဟုတ်လျှက်စစ်စနစ်တွေကိုပိတ်ပစ်ဖို့ရွေးချယ်နိုင်ပါတယ်။ဒါဟာရန်စခံရလို့ရိုးရိုးလက်တုံပြန်တာမှမဟုတ်တော့ပါဘူး။ အီရန်မှာတိုက်ပွဲဝင်နိုင်တဲ့စွမ်းရည်ရန်သူကိုထိထိရောက်ရောက်ဟန်တားနိုင်တဲ့စွမ်းအားနဲ့လိုအပ်ရင်အရှိန်မြင့်တင်ဖို့ဆန္ဒရှိတယ်ဆိုတာကိုပြနေတာပါအီရန်ရဲ့ဒုံးကျည်အစီအစဉ်ဟာသူတို့ရဲ့ရန်သူတွေစဉ်းစားပုံစီစဉ်ပုံနဲ့တုံ့ပြန်ပုံတွေကိုပါပြောင်းလဲပစ်လိုက်ပါတယ်နိုင်ငံတကာကအကျိုးဆက်တွေကိုပဲသုံးသပ်နေချိန်မှာအီရန်ရဲ့ဒုံးကျည်အစီအစဉ်ဟာစီရင်မှာအခန်းကဏ္ဍအသစ်တစ်ခုဖြစ်စတင်လိုက်ပြီးဆိုတာကိုရှင်းနေပါတယ်ဒီလက်နက်တွေရဲ့အတိတ်ဘက်ကိုနားလည်ဖို့အတွက်သူတို့နောက်ွယ်ကနီးပညာကိုကြည့်ရပါမယ်ဒါကတော့ တောင့်တင်းလောင်စာ solid fuel နည်းပညာပါပဲစည်ရေးအစီရင်ခံစာတွေအရဒီတိုးတက်မှုကအီရန်ကိုလျင်မြန်စွာတုံ့ပြန်နိုင်ပြီးရွှေပြောင်းရလွယ်တဲ့ထောက်လန်းဖို့ခက်ခဲတဲ့ဒုံးကျည်တပ်ဖွဲ့ကိုပေးစွမ်းလိုက်ပါတယ်ဒါကြောင့်ဒေတာရင်းစစ်ပွဲတွေပြင်ဆင်ပုံနဲ့တိုက်ခိုက်ပုံပြောင်းလဲသွားပါတယ်စေဂီနဲ့ဟတ်ကာဆမ်ဒုံးကျည်တွေရဲ့အင်ဂျင်တွေမှာတောင့်တင်းလောင်စာတွေထည့်ထားတာကြောင့်၎င်းတို့ကိုအမိန့်ရပြီး9မိနစ်အတွင်းပြစ်လွတ်နိုင်ပါတယ်သူ့ကိုမြေအောက်ခံတက်တွေဒါမှမဟုတ် ရွေရှားပစ်လွတ်စင်တွေပေါ်မှာဖုံးကွယ်ထားနိုင်တာကြောင့်ရန်သူဘက်ကမမျှော်လင့်ထားတဲ့နေရာတွေကနေပစ်ခတ်နိုင်ပါတယ်။ဒီအမြန်နှုံးကရန်သူကိုကာကွယ်ရေးအတွက်ပြင်ဆင်ဖို့အချိန်ကိုလုံးဝချေပြတ်လိုက်ပါတယ်။လက်တွေ့မှာတော့ဒုံးကျည်ပစ်လွတ်လိုက်ပြီးဆိုတာသိချိန်မှာတော့ဒုံးကျည်ဟာသူ့ပြစ်မှတ်နဲ့အလွန်နီးကပ်နေပါပြီ။ဒါကြောင့်ဒီရွေရှားစွမ်းအင်နဲ့အန်အားသိမ်းမှုကိုဖန်တီးနိုင်စွမ်းဟာအီရန်လိုနိုင်ငံအတွက်အကောင်းဆုံးစစ်ရေးအားသာချက်တွေဖြစ်လာပါတော့တယ်။ Israel နဲ့ American တို့နဲ့တင်းမာမှုတွေနှက်ဆိုင်လာတာနဲ့အမျှ အီရန်ရဲ့လင်းမြန်တွက်လက်တဲ့ဒုံးကျည်စွမ်းရည်ကသူ့ရဲ့ဟန်တာရဲ့မူဝါဒ deterrence doctrine ရဲ့အဓိကအုတ်မြစ်ဖြစ်လာပါတယ်။စီရီလီလာသုံးသက်သူများကိုကဖော်ပြသည်မှာအီရန်ဟာအီမက်လိုမျိုးအရေးလောင်စာဒုံးကျည်အချုပ်ကိုဆက်လက်အသုံးပြုနေသေးပေမဲ့လင်းမြန်စွာပြစ်လွတ်နိုင်တဲ့တောင်တင်းလောင်စာနည်းပညာကိုပို့ပြီးအာရုံစိုက်လာတာတွေ့ရပါတယ်။ဒါဟာရိုးရိုးလက်နက်တိုးတက်မှုမဟုတ်ဘဲစစ်မြေပြင်အတွေ့အကြုံကနေသင်ခန်းစာယူပြီးမဟာပြူဟာမြောက်ပြောင်းလဲမှုတစ်ခုကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်။တောင်တင်းလောင်စာဒုံးကျည်တွေဟာ အရေးလောင်စာဒုံးကျည်တွေလိုပြစ်လွတ်ဖို့နိုင်ပေါင်းများစွာကြိုတင် ပြင်ဆင်ဖို့မလိုပါဘူးဒီအတွက်ကြောင့်ရန်သူရဲ့ဂျိုရုတွေကနေအလွယ်တကူထောက်လန်းမိနိုင်တဲ့အားနည်းချက်လည်းမရှိတော့ပါဘူးဒါအပြင်ထိမ့်သိမ့်ရလွယ်ကူပြီးအချိန်မရွေးအသုံးပြုနိုင်ဖို့အစဉ်သင့်အနေအထားနဲ့မြေအောက်ခံတက်တွေမှာလျှို့ဝှက်ထားနိုင်ပါတယ်ဒီအချက်တွေကြောင့်ဒုံးကျည်အမြောက်အများကိုအလွယ်တကူထုတ်လုပ်နိုင်ကာအီရန်ရဲ့ဒီနယ်ပယ်မှာယင်းနှိမ့်မြုပ်နှံမှုတိုးတက်လာတာဟာကာကွယ်ရေးနဲ့ဒိုးစစ်နှစ်ခုလုံးအတွက် သူ့ရဲ့ဒုံးကျည်လက်နက်တိုက်ကိုခင်းမိအောင်လှုပ်ဆောင်မဲ့ရေရှည်စီမံကိန်းကိုညွှန်ပြနေပါတယ်။ဒီတိုးတက်မှုတွေကတိကျဖြစ်ပျက်နေတာမဟုတ်ဘဲအီရန်ရဲ့ပိုကြီးတဲ့မဟာဗျူဟာတရက်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။2025ခုနှစ်ဇွန်လ24ရက်နေ့မှာအီရန်ရဲ့ Islamic Tolerance အဆောင်တက် Islamic Revolutionary Guard Corps ကဣသရေအပေါ်ကိုဒုံးကျည်တိုက်ခိုက်မှုတွေဆက်ပြီးလှုပ်ဆောင်သွားမယ်လို့အတိအလင်းကြေညာခဲ့ပါတယ်။ဒီကြေညာချက်ဟာတတိပေးချက်ထက်ပိုပါတယ်။ ဒါဟာဘယ်လိုဖိအားမျိုးကိုပဲရင်ဆိုင်ရပါစေအီရန်ကခံနိုင်ရရှိကြောင်းအချက်ပြလိုက်တာပါအချို့သုံးသက်သူတွေရဲ့အဆိုအရအီရန်ဟာရေတိုတိုက်ခိုက်မှုအကျိုးအမြတ်တွေကိုသာမိခိုးနေတာမဟုတ်ပဲစင်စက်မပြတ်ဖိအားပေးတဲ့စစ်စင်ရေးကိုလည်းလှုပ်ဆောင်နေပါတယ်ဒုံးကျည်တွေကိုအချိန်မရွေးပြစ်လွတ်နိုင်ပြီးပြစ်မှတ်ကိုလည်းအလွယ်တကူပြောင်းလဲနိုင်တာကြောင့်အစ္စရေးကိုနေရောညပါအမြဲတမ်းတတိအနေထားမြင့်မားစွာထားရှိခိုင်းနေပါတယ်လေကြောင်းတိုက်ခိုက်မှုတတိပေးအုပ်အော်သံတွေကနေ့စဉ်ဘဝရဲ့အစိတ်ပိုင်းတစ်ခုလိုဖြစ်လာပြီး လူတို့အတွက်အိမ်မပျော်တဲ့ညတွေနဲ့စိတ်ဖိစီးမှုတွေကိုဖြစ်ပေါ်စေပါတယ်။ဒီလိုအမြဲတမ်းစိတ်ဖိစီးနေရတာကအယက်သားတွေရဲ့နေ့စဉ်ဘဝအစိုးရရဲ့အရင်အမြစ်တွေနဲ့စစ်ပတ်ဆိုင်ရာအခြေခံအဆောက်အုံတွေအပေါ်ကိုကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာနဲ့စီးပွားရေးဆိုင်ရာဖိအားကိုဖြစ်ပေါ်စေပါတယ်။အစ္စရေးအပေါ်ဖိအားကနေ့စဉ်နဲ့အမျှတိုးလာနေပါတယ်။ကျောင်းတွေပိတ်ထားရတယ်။လုပ်ငန်းတွေရပ်ဆိုင်းနေရတယ်။လူတို့ရဲ့ယုံကြည်မှုလည်းတုန်လှုပ်နေပါတယ်။ကုန်သွယ်မှုတွေနှိမ့်ကွေးပြီးအရေးပေါ်အသုံးစရိတ်တွေတိုးလာတဲ့အတွက်စီးပွားရေးကလည်းထိခိုက်နေပါတယ်။ Iron Dome လိုမျိုးလေကြောင်းရံကာကွယ်ရေးစနစ်တွေဟာအမြဲတမ်းအသက်ဝင်နေရတဲ့အတွက်အရင်အမြစ်တွေအများအပြားသုံးဆွဲနေရပြီးစစ်ဘက်ဆိုင်ရာထောက်ပံ့ရေးဂွင်းဆက်အပေါ်ကြီးမားတဲ့ဖိအားကိုဖြစ်စေပါတယ်။ဒါကအီရန်ရည်ရွယ်နေတဲ့ပတ်ဝန်းကျင်ပါပဲ။ Israel ကိုကြာရှည်စွာအားကုန်စေတဲ့အားပြိုင်မှုတစ်ခုဖိမိနေစေတာပါ။ American နဲ့ Iran အကြားထိတ်တိုက်ရင်ဆိုင်မှုကတတိပေးချက်တွေထက်ကျော်လွန်သွားပါပြီ။အခုဆိုရင်ဒါဟာတိုက်ရိုက်နဲ့အန်ရီရှိတဲ့လက်နက်ဖလှယ်မှုတစ်ခုဖြစ်လာပါပြီ။ အကျုပ်သုံးသက်သူတွေရဲ့အဆိုအရသမ္မတထရမ့်မှာအီရန်နဲ့အစ္စရေးကြားမှာဇက်တိုက်ဖြစ်နေတဲ့အပြန်အလှန်ပစ်ခတ်မှုတွေအပေါ်အတော်လေးစိတ်ကုံစိတ်ပြတ်နေပါပြီ။သူဟာရလက်မရှိတဲ့ရေရှည်ပဋိပက္ခတ်ကိုမနစ်သက်ပဲပြက်ပြက်သားသားအဆုံးတတ်နိုင်မဲ့လှုပ်ဆောင်ချက်မျိုးကိုပဲလိုလားကြောင်းထက်ခါတလဲလဲတောင်းဆိုနေပါတယ်။ဒီလိုစိတ်ခံစားမှုကပဲအီရန်နျူကလ িয়ার စစ်ရုံတွေကိုဘုံကျဲဖို့နဲ့စစ်သားထောင်ပေါင်းများစွာကိုချထားဖို့ဆုံးဖြတ်ချက်ကိုအားပေးခဲ့တာဖြစ်နိုင်ပါတယ်။ဒီအပြန်အလှန်လှုပ်ရက်တွေက ဒေတာကိုနှစ်ပေါင်းများစွာအတွင်းမတွေ့ဘူးတဲ့စင်ဆက်မပြတ်ပဋိပက္ခတွေကိုရင်ဆိုင်ရစေပါတယ်။ဟန်တာရီမူဝါဒဟာစစ်အင်အားပြတ်တခြင်းကနေလက်တွေ့တိုက်ခိုက်ရေးစီပြောင်းလဲသွားပါပြီ။အီရန်ကသူ့ရဲ့တိုက်ခိုက်မှုအကြင်ရည်နဲ့အကွာအဝေးကိုတိုးမြင့်လာတာဟာရန်စခံရရင်ထပ်ပြီးအရှိန်မြင့်ဖို့အသင့်ရှိနေတယ်ဆိုတာပြတ်တာနေပါတယ်။အမေရိကန်ကထိုးစစ်စင်နာတွေဆက်လုပ်ရင်ဒါမှမဟုတ်ထပ်တိုက်ခိုက်ရင်အီရန်ဟာသူ့ရဲ့ပြတ်မှတ်တွေကိုချဲ့ထွင်နိုင်ပါတယ်။ကာတာမှာရှိတဲ့ Al-Adid Air Base ဘာရိန်းမှာရှိတဲ့ Naval Support Activity နဲ့ UAE တို့မှရှိတဲ့ American စစ်စခန်းတွေဟာအီရန်ရဲ့ခင်မီဒုံးကျည်တွေရဲ့ပြစ်ခတ်မှုအကွာအဝေးထဲမှာအားလုံးရှိနေပါတယ်။ဒီနေရာတွေကိုထိမှန်ရင်ဒေတာရင်းပို့ပြီးကျေပြန့်တဲ့ပါဝင်ပတ်သက်မှုတွေနဲ့စစ်ပွဲကြီးတစ်ခုဖြစ်ပွားလာမယ့်အန္တရာယ်ရှိပါတယ်။ရှေ့ဆက်ဘာဖြစ်လာမလဲ။သို့တော်လည်းအရှိန်မြင့်တင်တာကတခုတည်းသောဖြစ်နိုင်ခြေမဟုတ်ပါဘူး။ အရက်သားတွေတည်ဆုံးမှုစီးပွားရေးပျက်စီးမှုနဲ့နိုင်ငံတကာရဲ့စောင့်ကြည့်မှုတွေကနှနိုင်ငံလုံးကိုခဏတာရပ်တန့်ဖို့တွန်းအားပေးနိုင်ပါတယ်ကုလသမဂ္ဂ UN တာမမဟုတ်ဥရောပသမဂ္ဂ EU လိုဂျာနီနိုင်ငံတို့ရဲ့တတမန်ရေးအရာဂျာဝင်စည်းစပ်ဖို့အခွင့်အရေးရှိနေသေးပေမဲ့နှနိုင်ငံကြားအပြန်အလှန်မယုံကြည်မှုကနှံ့နေနေပါတယ်ဂျာဝင်ဆောင်ရွက်ပေးမဲ့ဂျာနီနိုင်ငံတို့ရဲ့အပြစ်ခက်ရစေးရေးကအသက်ရှူချောင်စီနိုင်ပေမဲ့ဒီပဋိပက္ခရဲ့အရင်ခံအကြောင်းအရင်းတွေကိုတော့ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး ရှေ့ဆက်ဘာဖြစ်လာမလဲဆိုတာကိုကြည့်ရင် ဖြစ်နိုင်ခြင်းနှစ်ခုကတူညီနေပါတယ်တခုကတော့မဟာမိတ်တွေကိုပြန်လည်ဖွဲ့စည်းပြီးအရှိအလေပိုင်းမှာနေနမိတ်တွေကိုပြန်ဆွဲနိုင်မဲ့ဒေတာရင်းစစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။နောက်တစ်ခုကတော့ထိတ်တက်ရင်ဆိုင်မှုတန်တရာကိုချက်ချင်းမရက်တန့်ပဲရွှေဆိုင်ပေးမဲ့အလွန်အားနည်းတဲ့ဆွေးနွေးမှုကာလတစ်ခုပဲဖြစ်ပါတယ်။ကဘာကစောင့်ကြည့်နေပါတယ်။နောက်ပါဆက်ဖြစ်လာမလဲဆိုတာကနေနမိတ်တွေကိုတာမကဒီမတိငိမ့်တဲ့ဒေတာမှာ ဘယ်သူကအာနာကိုထိန်းချုပ်မလဲဆိုတာကိုပါဆုံးဖြတ်ပါလိမ့်မယ်